အားလုံးပဲမင်္ဂလာပါဒီနေ့ဒီရက်ဒီမဲ့တင်ခဲ့တာကတော့အခန်း3ဒီချိန်ငယ်3သမခုနှစ်ကနံပါတ်90ရဲ့ပြန်လည်လေးချိန်ငယ်ရဲ့ပဲဖြစ်ပါတယ်အဲ့ဒီမှာနံပါတ်9မှာကျတော့အောက်ပါရိုးကြီးတံမှုမြောက်ရှာပါတယ်နော်တံတမ26တိကိုတံတမ30ကိုစားပြရမှာနော်အဲ့လိုစားတဲ့အခါမှာအဲ့ဒီစားရဆိုရင်ကျွန်တော်အပိုင်းကြီးနဲ့တူပဲဖြစ်တဲ့အပိုင်းကြီးနဲ့လည်းရေးလို့ရပါတယ်နော်တံတမ26တိကိုကျွန်တော်တံတမ30စားမယ် ဲ့လိုစားတဲ့အခါမှာကျွန်တော်စားခင်းရဗရောဒီဒီဒသမနဲ့ဖြစ်ကြပါဘောနော်ဒသမနဲ့ဖြစ်လို့ရှိရင်စားလို့စဉ်းမပြေဘူးဒါကြောင့်မို့ဆိုတော့ဒသမဖြစ်အောင်လို့ဘိုင်းချီကိုကြည့်လိုက်မယ်စားခင်းကိန်းရတညာဒသမ3ဆိုတော့သူဆယ်လီဆယ်လီရှိရဘောနော်အဲ့ဒါရင်ကျွန်တော်ဆယ်လီဆယ်ပြအောင်ဆိုကျွန်တော်ဘာလို့ကမဆိုရင်တစ်ဆယ်နဲ့မြောက်ပြရပါတယ်အဲ့ဒါရင်ဘိုင်းချီကိုတစ်ဆယ်နဲ့မြောက်ရင်ဘိုင်းမီကိုလည်းတစ်ဆယ်နဲ့မြောက်ပါမယ်ဒါတို့ချင်းဘိုင်းချီကိုတစ်ဆယ်နဲ့မြောက်တဲ့အခါမှာကျွန်တော်တညာဒသမ3ကို တစမလက်မြတစမကလက်ရအဲလက်ရဘက်ကိုတနေရာယူသွားမယ်ပေါ့နော်။ဒါကြောင့်မို့ပိုင်းခြေကသုံးဖြစ်သွားမယ်။ပိုင်းဝင်ရလေတသမားကနှစ်ရက်နောက်ရောက်သွားမယ်ပေါ့နော်တနည်းအားရောက်သွားပြီလေနှစ်ရက်နောက်ရောက်သွားမယ်ဒါကြောင့်မိုးနေ့သမား6ရက်ပါဟုတ်နော်အရင်ပိုင်းဝင်မှာကနှစ်သမား6ရက်ပြီးပြီးတော့ပိုင်းချီမှာက3ဖြစ်ပါတယ်အရင်နှစ်သမား6ရက်ကိုသမား3နဲ့စားတဲ့အခါမှာအဖြေကသမားသမား8ခုရပါတယ်ဟုတ်နော်ဒါတို့ရှင်ကျေတို့ နင်းသမားချားတွေကိုသုံးနေစားခြင်းနင်းသမားသမားရှိကုန်နေတယ်ဗျာစားစားနည်းရတဲ့ကြေမပြတော့ပါဘူးဒါပုံမှန်နော်ပုံမှန်ရိုးဟွာရိုးပဲလေအပြည့်ကိန်းမျိုးစားရတဲ့အတူပါပဲပေါ့နော်နော်နမခါဝေးပါနမခါဝေးရသုံးနေသမားသုံးနေနှစ်ခုန်6ကိုစမသုံးနေသမားသုံးနေလေးနဲ့စားမှဖြစ်ပါတယ်နော်အဲ့လိုစားတဲ့အခါမှာသူလက်တိုင်းနဲ့အပိုင်းကြီးနဲ့ရေးမယ်ရေးပြီးတဲ့အခါမှာဒီပိုင်းကြီးကိုကြည့်လိုက်မျိုးပေါ့နော် ဘိုင်းကြီးကိုကြည့်တဲ့အခါမှာဘယ်လောက်ရလဲဆိုလို့ရှိရင်ဒညာတသမာ304ပေါ့သူ့ရဲ့အောက်မှာညရဲ့နော်တသမိုင်းနောက်မှာဒါဂျာလီစေးလေးရှိတယ်ဒါကြောင့်မို့ဘိုင်းကြီးကိုတရားနဲ့စားမယ်ဘိုင်းဝင်ကိုလည်းတရားနဲ့စားမယ်ဟုတ်ပြီနော်တစ်စင်းနဲ့စားရင်တသမိုင်းလက်ရဘက်ကိုတနေရာရည်ရယ်ပေါ့နော်ဒါဆိုရင်တို့တို့ကတရားနဲ့စားမယ်ဆိုရင်တသမိုင်းနောက်ကိုနှစ်နေရာရည်မယ်ဒါဆိုရင်တသမိုင်းနောက်ကိုနှစ်နေရာရည်တဲ့အခါမှာဆမတော်၄ရက်နောက်ကိုတသမိုင်းရက်ကမှဖြစ်တယ်ဆိုတော့ဘိုင်းကြီးမှာတော့၄ပဲဘိုင်းဝင်မှာက နှစ်နဲ့ခုနှစ်နဲ့နှလုံးကိုဒသမရောက်သွားကြမှာခုနှစ်နဲ့6နဲ့ကြားလို့ဒသမရောက်သွားမယ်။ဒါကြောင့်မို့20ခုနော်20ခုဒသမ6ကိုဒသမ4နဲ့စားမယ်နော်။20ခုဒသမ6ကိုအတိမာဒါ20ခုဒသမ6ပြရမှာပါ။ဒီကနှိဒသမ6ကိုရေးကြပါလေနော်။အဲ့ဒါရင်အဲ့လေးပြန်ကြောင်းပေးပါနော်။နှိဒသမ6ကိုတော့မပေါ့ဘူး။20ခုဒသမ6ကိုသူ4နဲ့စားတဲ့အခါမှာညာဒသမ6ကိုရရှိပါတယ်။ ဒါဆိုရင်နမကငွေကိုသွားပါမယ်။နမကငွေက64ဒသမ3ကို3ဒသမ35နဲ့ဆိုပြီးစားပြရမှာနော်။စားပြတဲ့အခါမှာခုနတိုင်းမဲ့အပိုင်းကြီးနဲ့ရေးမယ်။နော်အပိုင်းကြီးနဲ့ရေးမယ်။အပိုင်းကြီးနဲ့ရေးပြီးတော့မှကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်နတိုင်းမဲ့ကပိုင်းကြီးကိုကြည့်မယ်နော်။ပိုင်းကြီးမှာကဒသမနောက်မှာ သမားနောက်မှာတော့ညသမားတညငါးဆိုယာလီစရိရှိရပေါ့နော်အဲ့ဒီမှာခြေတော့ဘာလို့ကမလဲဆိုရင်တရားနဲ့မြောက်ပေးရမယ်နောက်တစ်ခါမှာဒသမနှစ်နေရာရှိတော့ဘိုင်းဒီမှာ၅ဖြစ်မယ်ဘိုင်းဝင်မှာက643တုံညနှစ်နေရာရှိမှာသူတနေရာပဲရှိကြရှိတယ်တုံညတလုံးကြီးကတော့6430ပေါ့နော်6430ကိုကျွန်မ9နဲ့စားကြည့်တဲ့အခါမှာ1286လာရှိပါတယ်နောက်ကနံပါတ်ကကြည့်ပါနံပါတ်ကကြည့်ရင်ငါဒသမ၄၄ကိုကျွန်မတုံညဒသမတုံညတုံညရှိနေစားမယ်ပေါ့နော် ။ဒါတိုင်းမဲ့အစားဆိုတော့ပိုင်းကင်းပြောင်းနေမယ်။ပြောင်းပြီးတဲ့အခါမှာကျွန်တော်ပိုင်းကြီးနော်။ပိုင်းကြီးမှာကြီးတဲ့အခါမှာပိုင်းကြီးမှာကဒသမကထောင်နေသေးသည့်ရှိရတဲ့ဒါကြောင့်မို့ပိုင်းကြီးကိုတစ်ထောင်နဲ့မျှရင်ပိုင်းကိုလည်းတစ်ထောင်နဲ့မျှမယ်။ဒသမ300ရွှေရဖြစ်တဲ့အတွက်အပေါ်မှာပိုင်းဝင်မှာကျတော့ပိုင်းကြီးမှာကဒသမ300ရွှေလို့ရှိရင်ရှေ့ရနောက်ရသွားရင်10ပဲပေါ့နော်။ပိုင်းဝင်မှာကြတော့ဒသမ200ပဲရှိတယ်ဒါပေမဲ့တုံညကိုဝင်ပြီပေါ့မယ်9440ဖြစ်ပါမယ်။ဘိုင်းကြီးမှာက10 9440ကိုစမောရှင်းနေစားရတဲ့ကောင်မှာ 680ရရှိပါတယ်။နောက်ပြီးတော့နံပါတ်9ပါ။ဒညာသမဒညာ1 4 8ကိုဒညာသမဒညာဒညာဒုံနဲ့စားပါမယ်။ဒီအတိုင်းပဲအပိုင်းအပိုင်းကြီးနဲ့ရေးမယ်။ဒသမနောက်မှာညာထောင်နေရှိတဲ့ဘိုင်းကြီးလည်းထောင်နဲ့မြောက်မယ်။ဘိုင်းဝင်လည်းထောင်နဲ့မြောက်မယ်။ဒသမ300ရရှိမယ်နော်။ဒါဆိုရင်ဘိုင်းဝင်မှာကဒသမ300ရရှိလို့ရှိရင်၄ရက်နောက်ကိုရောက်သွားမှာ။အဲဒါမျိုး1 4 14ဒသမ2ရှိရမယ်။ဘိုင်းကြီးကတော့3ပေါ့နော်။14ဒသမ2ရှိလို့ဒီမှာ3နဲ့စားတဲ့အခါမှာ2ဒသမ6ရောက်ရပါတယ်။ ။ဟိုကနမက်စာလုံးနမက်စာလုံးက27ကိုတညာသမားတညာနေရှိနဲ့စားမှာ။ဒါမျိုးပိုင်းကြီးနဲ့ရေးတဲ့အခါမှာနော်အဲတညာသမားတညာနေရှိကပိုင်းကြီးကိုရောက်သွားမယ်နော်။သူကစားရင်းပြီးတော့စားကြီးကိုကြည့်တဲ့အခါမှာတထောင်နေစရီရှိတယ်။အဲဒီပိုင်းကြီးကိုတထောင်နဲ့မြောက်ရင်ပိုင်းကိုလည်းထောင်နဲ့မြောက်မှာ။အဲဒါပိုင်းကြီးကတော့28ရာပြီးပိုင်းဝင်ရကြတော့1000တထောင်ရရှိပါလေ။အဲ့1000တထောင်ဆိုတော့နည်းနည်း28နဲ့စားတဲ့ခါမှာ950ရရပါနော်။အဲ့မှာခုနကကျလို့ခါဝင်းမှာတော့ရတယ် ဟိုဒသမ2နှစ်ရယူရမှာ2နှစ်ရရယူမိတာရယ်ဟို29.6ခရမှာပေါ့နော်29.6ကို၄နဲ့စားရင်39.6ကိုမပေါ့ဘူးနော်6.9ပါအဲ့ညာမှာဒသမနှစ်ပုံလုံးမှာပါပဲနှစ်ကြောင်းလုံးမှာပါပါနော်အဖြေရောအပေါ်ကဒသမညနေရ20အောက်ဆုံး20မှာပါပါရယ်အဲ့ဒါလေးပြန်မျိုးပါနော်ဒီစက္ကန့်ဒသမ6အောက်ကကျတော့အဖြေကကျ6ဒသမ5ပါအခုကနံပါတ်10ပါဧရိယာ နော်ကိုဒသမ5စီရန်ခိုင်းရှိတယ်တောင်းမစုပြဖို့မြေခွေးအလှရကဒသမ25ခိုင်းရှိတယ်အနံကိုချပါတယ်ဒသမတောင်းမစုပြဖို့မြေခွေးတစ်ခွေးဧရိယာကကိုဒသမ5စီရန်ခိုင်းအလှရကကြတော့ဒသမ25ခိုင်းရုပ်လိုချင်တာကအနံဟုတ်ကဲ့နော်အဲဒီဧရိယာကိုလိုချင်ရင်အလှရနဲ့နည်းနည်းမြောက်တော့မြောက်ပါတယ်ဒါဆိုအနံကိုလိုချင်ရင်ဧရိယာကိုအလှရနဲ့စားပြရပါတယ်ဟုတ်ကဲ့နော်ဒါဆိုရင်ဒီမှာဧရိယာကိုပိုင်းပြီးမှရေးမယ်ကိုဒသမ5ပါ အလျားကကျတော့၄.၂၅ပဲเนาะဒါဆိုရင်ဒီနှစ်တိုင်းပဲစားရင်းကကျတော့ဂျာလီစိတ်ရှိနေတယ်တခြားမို့စမတော်ကတရားနဲ့မြောက်မယ်ဘိုင်းချီကိုတရားနဲ့မြောက်ရင်ဘိုင်းကိုလည်းတရားနဲ့မြောက်အဲ့လိုမြောက်လိုက်တဲ့အခါမှာเนาะဘိုင်းချီကတော့၄.၂၅ဖြစ်ပြီးတော့နော်ဘိုင်းဝေကကျတော့ဒသမ2ရရပဲရှိပါဆိုတော့89.5နဲ့ကြားရတဲ့ကောက်မှာပါဟုတ်ကဲ့နော်အဲ့ဒါ ဲ့ဒါကိုစားမယ်ပေါ့နော်ကိုက89.5ကိုတကယ်မ5ကိုတကယ်လို့425နဲ့စားရတဲ့ခါမှာနှစ်တမာ3ဂိုက်ဆိုတော့ရရှိပါတယ်အခုကပြန်လည်လေ့ကျင့်ခဲ့မှာပြန်လည်လေ့ကျင့်ခဲ့မှာအပိုင်း1နံပါတ်1ပေါ့နော်အပိုင်းကြီး3ခုရဲ့ပေါင်းလက်က9ဘဝ2ပိုင်းဖြစ်ပါတယ်တဲ့ဆိုပထမကင်းက1ပြီးပြီးတော့ဒုတိယကင်းကျ1 3ဘဝ2ပိုင်းဖြစ်တယ်ဆိုတတိယကင်းမှရှာပါတယ်ဒီကင်းနှလုံးပေါင်းလက်ပေးထားတယ် ပထမဂိမ်းလည်းပေးလိုက်ဒုတိယဂိမ်းလည်းပေးလိုက်ပြီးတတိယဂိမ်းကိုစားခြင်းလည်းဆိုရှင်ကျွန်တော်ကဘာလုပ်ရမလဲဆိုရင်အခုလောဆရာအဲပေးချက်မိနေကြီးပြီပေါ့နော်အပိုင်းငယ်သုံးခုပါလို့လဲငါးသုံးပိုင်းနှစ်ပိုင်းပထမဂိမ်းကနှစ်ဒုတိယဂိမ်းကနှစ်သုံးပိုင်းတစ်ပိုင်းတတိယဂိမ်းကိုလို့ရှင်လည်းတတိယဂိမ်းလို့ရှိရင်အပိုင်းငယ်သုံးခုပေါင်းလက်ထဲကနေပထမဂိမ်းနဲ့ဒုတိယဂိမ်းကိုနှုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ကတတိယဂိမ်းရပါတယ်ဟုတ်ပြီနော်ဒါဆိုရင်အဲဂွင်းထဲကပထမဂိမ်းနဲ့ဒုတိယဂိမ်းကိုအရင်ဆုံးပေါင်းမယ်နှစ်နဲ့နှစ်သုံးပိုင်းတစ်ပိုင်းပေါင်းရင်၄သုံးပိုင်းတစ်ပိုင်းရရမှာနော် ုတ်ပြီလားဒါဆိုရင်9ပိုင်း2ပိုင်းနဲ့4ပိုင်း2ပိုင်းလုပ်မယ်သူအပြည့်ကင်းချင်းချင်းလုပ်ကြည့်မယ်9ရဲ့4နဲ့တော့1ရတယ်3ပိုင်း2ပိုင်းနဲ့3ပိုင်း2ပိုင်းလုပ်တော့3ပိုင်း2ပိုင်းရတယ်ရမှုအပြည့်က1 3ပိုင်း2ပိုင်းရရှိပါတယ်ဒါတတိယကိရာ1 3ပိုင်း2ပိုင်းနော်နံပါတ်2ပါ9 3ပိုင်း2ပိုင်းနဲ့3 6ပိုင်းတို့2ပိုင်းကိုပေါင်းလက်ကိုတဲ့6သုံးပိုင်းတစ်ပိုင်းမှာ9သုံးပိုင်းနှစ်ပိုင်းကိုနှုတ်ရရတော့နှုတ်လိုက်ပြီးမြောက်ပါတဲ့နော်။ဒါကြောင့်ဒီရှင်တို့က ဒါရှေ့ကဂိမ်းတစ်ခုပေါင်းမယ်နောက်ကဂိမ်းတစ်ခုနှုတ်ရအောင်ပေါ့နော်ဒါဆိုဂိမ်းတစ်ခုခက်လိုက်မယ်ညရှေ့ကပေါင်းလာတဲ့အဖြစ်ကိုနောက်ကနှုတ်လာတဲ့အဖြစ်နဲ့မြောက်မှာဖြစ်တဲ့ဂိမ်းနှုတ်ရဲ့ဂျာတာမှာအမြောက်လက္ခဏာလေးတက်မယ်ဒါဆိုရင်ကိန်းရော်တွေပေးထားတာဖြစ်တဲ့ဆိုတော့အပိုင်းရင်းနှုတ်ပြောင်းမယ်ပေါ့နော်9325တင်းတဲ့ပေါင်းတော့16နော်3ပိုင်း16ပိုင်းနောက်ကခဲ့တာ6328တင်းတဲ့ပေါင်းတော့19ဆိုတော့6ပိုင်း19ပိုင်းအမြောက်ကိုပြင်ရင်းမယ်ကဲနောက်ကခွင်းနဲ့ကကင်းရိုးတွေကိုပိုင်းရင်းလို့ပြောင်းမယ်6318တင်းတဲ့ပေါင်းတော့19ဆိုတော့3ပိုင်း19ပိုင်း အဲနောက်ကကျတော့9325နှစ်နဲ့ပေါင်းတော့စက်ခုံเนาะ3ဘိုင်း16ဘိုင်းဒါဆိုရင်ရှေ့ကင်းရတော့ကျတို့ကဘာတော့ဘိုင်းကြီးညှိရမယ်နောက်ကကင်းရတော့ဘိုင်းကြီးတူနေဆိုညှိကြမလို့တခါတန်းတက်ရုံနော်ဒါဆိုရင်ကျမတို့က6ပြောင်လို့ဘိုင်းကြီး6ပြောင်လို့နှစ်နဲ့မြောက်မယ်အပေါ်ဘိုင်းဝေကိုလည်းနှစ်နဲ့မြောက်မှာပေါ့နော်ဒါဆိုရင်3နဲ့6 16နဲ့30နဲ့6 6ဘိုင်း16ဘိုင်းနော်နောက်ကခွေးကိုကြဆမတို့ဘိုင်းကြီးတူတာပြည့်တော့ဘိုင်းကြီး3ကိုရေးမယ်16နဲ့16တော့နှစ်ကျင်တယ်ဆိုတော့ကျမတို့နောက်ကခွေးကိုရှင်းတဲ့အခါမှာ2ဘိုင်းကြီးရပါတယ် ။အဲ့ဒါရှေ့ရကင်းလည်းဘိုင်းကြီးတူနေပြီးဆမောက်ရှင်းလို့ရပြီ။ဘိုင်းကြီးကိုချလို့ထားမယ်။ဟောတော့အဲ့ဘိုင်းကြီးက6 32နဲ့စကွန်းနဲ့ပေါင်းတော့51။တော့အမြတ်က2ဘိုင်းကြီးနေနော်။ငင်းရဲ့အပြင်ဘက်ကင်းနေမှာ။ဒါဆိုဆမောက်ကရှင်းလို့ရတယ်။3တက်လီ3 3စကွန်နယ်ရီက51 1တက်လီ2 2 3 6ဒါဆိုရင်ပိုင်းဝေကစကွန်ပိုင်းကြီးက3စကွန်ကိုကျတော့3နဲ့မလုပ်ပြရမှာဆိုရင်3နဲ့စားရမယ်နော်ပိုင်းဝေကကြီးနေတယ်3နဲ့စားတဲ့ခါမှာ 3915 3915တော့တော့နှစ်ကျင်တယ်ကျန်တဲ့နှစ်ပိုင်းအကျဉ်းကိုကြတော့ကျွန်တော်ပိုင်းဝင်မှာရေးရပါတယ်ဒါကြောင့်မို့နံပါတ်2ရဲ့အပြည့်က52 by 3ရရှိပါတယ်နံပါတ်3မှာကကျတော့9 by 4ပိုင်းနဲ့9 by 2ပိုင်းတို့ကြီးပေါင်းလက်ကိုဒကန်းတို့ကြီးနှုတ်လက်ပြင်စားပါတယ်ဒါဆိုရင်9 by 4ပိုင်းနဲ့9 by 2ပိုင်းဆိုတော့အရင်ဆုံးပေါင်းမယ်နော်ပြီးတော့အဲ့ဒီဟာကိုပဲတစ်ခါပြန်နှုတ်မယ်နှုတ်ပြီးတော့မှအဲ့နှစ်ခုကိုစားပေးရမှာဖြစ်တယ်လို့ရေးမယ်ဆိုရင်5 4.5 plus 2 by 9 divided by 4.5 minus 2 by 9ဆိုလို့ရှိမှာနော်ပြီးရရင်တို့နှစ်ကွင်းလုံးကိုဆိုမှာတော့ပိုင်းကြီး45ပြည့်အောင်ညှောက်ပြရပါမယ်ပိုင်းကြီး45ပြည့်တော့9ကို9နဲ့ညှောက်မယ်9ကို9နဲ့ညှောက်မယ်နော်အဲဒီနှစ်ကွင်းလုံးကိုညှောက်မှာဖြစ်ပါတယ်ခင်းကနေနေရတူနေတဲ့ဘုနော်အဲဒီငါပိုင်းကြီး45ရေးဖြစ်မယ်ပိုင်းကြီး46ကို36နဲ့9ကို30 46ကို36နဲ့9ကို30ပေါ့နော်အဲဒီပိုင်းကြီးတွေဒူအားဖြစ်တဲ့တဲ့နော်အဲပိုင်းဝေးတွေပေါင်းမယ်ပိုင်းဝေးတွေနှုတ်မယ်နော် 36နဲ့30နဲ့ပေါင်းတော့46ရရတယ်36ရရ30လို့26ရရတယ်နော်အဲ့ဒါကိုဇမတို့အစားကိုပါပြောင်းမယ်အမြောက်ပြောင်းမယ်နောက်မိရခါမှာဇမတို့ကနော်26နဲ့46ကိုပိုင်းရင်းဝင်နဲ့ပိုင်းရင်းကိုခြေလိုက်မယ်နှစ်နဲ့ခြေလို့ရတယ်ဒါကြောင့်နှစ်ဆက်သုံးနေရ26နှစ်23နေရ46ပြီးတော့45နဲ့45နဲ့လည်းခြေမယ်ဒါဆိုရင်ပိုင်းဝေက23ပိုင်းခြေက73ပိုင်းဝေကပိုင်းခြေတဲ့ကြီးငယ်ပြီးတော့ဆိုတော့ဘာလို့ကောင်းမလဲဆိုရင်နော်ပိုင်းဝေပိုင်းခြေနဲ့စားမယ်73တက်43ဆိုတော့ 23နဲ့33တို့ရင်အချင်း30ချင်းနဲ့အချင်း30ကိုဆိုတော့ပိုင်းနေပါရင်ဒါကြောင့်မို့ဖြေက1 10 13ရပါတယ်။တော့နံပါတ်4ပါ။အလျားက2.5စင်တီမီတာတဲ့။နောက်က2.1စင်တီမီတာနဲ့0.7စင်တီမီတာအသီးသီးရှိတဲ့မိမသုံးခုရဲ့အလျားများပေါင်းလဲဆိုဆိုတော့ဒီဒီပေးထားတဲ့အလျားသုံးခုကိုတော့ပေါင်းနိုင်ရပြီပေါ့နော်။အဲဒီမိမသုံးခုရဲ့လည်းများအလျားများပေါင်းလဲလို့ရှိရင်2.5စင်တီမီတာရဲ့3.1စင်တီမီတာရဲ့0.7စင်တီမီတာရဲ့ကိုပေါင်းပြရပါမယ်။ အဲဒီလိုဒါလည်းချပေါင်းမယ်နော်ဒသမကိန်းတွေကိုပေါင်းမယ်လို့မစင်ဒသမတွေကိုတူညောင်ထားပါညီညောင်ထားပါလေအဲဒီဒသမနောက်ကကိန်းချင်းချင်းပေါင်းမယ်9နဲ့10နဲ့ပေါင်း6 6နဲ့9နဲ့ပေါင်း13ဆိုတော့ကျွန်တော်ကနော်အပြည့်ကိန်းနေစားသလိုပဲ3ရေးတက်တင်မယ်ဟုတ်လားတိရနှစ်ရဲ့ပေါင်းတော့3 3နဲ့3နဲ့ပေါင်းတော့6ဒါဆိုရင်မြေမှန်3ကြီးရဲ့အလျားတွေပေါင်းတဲ့က6.3စီလီမီတာဖြစ်ပါတယ်ဟုတ်နံပါတ်5ပါစက္ကူတထုပ်ကတိသမနှစ်ကလက်မထုတ်ရယ် စက်ကူတရက်ကဒဇယ်ဒဇမတန်ရတန်ရနှစ်ကလမ်းမထူရစေအစက်ကူတို့မှာစက်ကူများပါသည်နိဒါပြင်စက်ကူတထုပ်ရဲ့အထူကဒဇမနှစ်ကလမ်းမဖြစ်ပြီးတော့စက်ကူတရက်ရဲ့အထူကဒဇယ်ဒဇမတန်ရတန်ရနှစ်ကလမ်းမဖြစ်ပါတယ်အဲ့ဒါအဲ့ဒီစက်ကူတို့မှာပါတဲ့စက်ကူကိုလိုချင်လို့ရှိရင်ဒီမှာဘာလို့ရမလဲဆိုရင်စက်ကူတထုပ်လုံးရဲ့အထူကိုတရက်ရဲ့အထူနဲ့စားပြရပါတယ်ဒီသမားနှစ်ငါကိုဒဇရဒသမတန်ရတန်ရနှစ်ငါနဲ့စားပြရမယ်။စားတဲ့ခါမှာဒီမှာဒသမအနောက်မှာပိုင်းငင်းအဲဘယ်လဲ။အပိုင်းကဟိုဟာဒီ ခု10ရီစက်ရာရီစက်ထားလို့တောင်းတစ်စီရှိတယ်။ဘိုင်းကြီးကိုတောင်းနဲ့မြောက်မယ်။ဘိုင်းဝီကိုလည်းတောင်းနဲ့မြောက်မယ်။နောက်တစ်ခါမှဘိုင်းကြီးကတော့25ပြည့်သွားမယ်။ဘိုင်းဝီကတသမာ4နေရာရှိမှသူက2နေရာပဲရှိရတယ်။နောက်တဲ့ဒုညနှလုံးကိုကူညီပေါ့မယ်။ဒါဆိုရင်တသိန်း1000နဲ့12500ဖြစ်ပါတယ်ဒုညနှလုံးကိုကူညီခေါ်မှာ။အဲဒီ12500ဆိုမှတော့25နဲ့စားမျိုးပေါ့။နောက်တစ်ခါမှအဲကလည်းနှလုံးဝင်လို့မရဘူးဆိုတော့သုံးလုံးဝင်မယ်25 9လီး125။ဒုညဆွဲချမယ်25ဒုညလီး3ည။ ငါတုံညာဆွဲကြမယ်25တုံညာဒီတုံညာဒါသိအဲ့ဒီအစာရက်မှာပါတဲ့စက်ကူတို့မှာပါတဲ့စက်ကူက900ရွယ်ဖြစ်ပါတယ်နောက်ကနံပါတ်6ပါနံပါတ်6က3.3တုံညာနဲ့လက်မကတဲ့ခွေးတက်မ89 89ကိုတုံညာ6စီမီတာနဲ့ညီရယ်ဆိုရင်တလက်မမှာစီမီတာအများကြီးရှိတယ်နီးတဲ့ဒါသိတုံညာ3.3တုံညာ5လက်မမှာဆိုရင်နော်တုံညာ2လက်မပေါ့နော်တုံညာ2လက်မဆိုလို့ရှိရင်ဇမောက ခုနှစ်တက်မှာရှစ်ခုံ9000ညရှစ်စနီမီတာရှိရဲဒါဆိုလို့ရှိရင်သူကတလက်မမှာဘယ်လောက်ရှိလဲသိချင်တယ်တလက်မမှာဘယ်လောက်ရှိလဲသိချင်ဟိုခုနှစ်တက်မှာရှစ်ခုံ9000ညရှစ်ကိုဇမား3တက်မှာ1000ညနှစ်နဲ့စားပြရပါတယ်စားရကမှာအရင်ကအတိုင်းပဲတက်မရဲ့300ညရှိတဲ့ဇမားကเนาะထောင်နေစိတ်ရှိရပေါ့เนาะဒါကြောင့်မို့ဇမားထောင်နေမြောက်တယ်ဘိုင်းမီကိုထောင်နေမြောက်ရင်ဘိုင်းကြီးကိုလည်းထောင်နေမြောက်တယ်ထောင်နေမြောက်ရင်တက်မက300ရှိမယ်လက်ရတော့ဘူးပေါ့เนาะ ။အကင်းဘိုင်းကြီးက၃၁၂ပြီပြီးတော့ဘိုင်းဝေကကျတော့ဒသမ၃နေရာဆိုရှိခုန်ကို၉နှစ်၃ရာနဲ့ဈာရောက်ရသွားပါမယ်။ဒါကြောင့်ခရောင်း၈၉၉တသမ၃ရာရှိပေါ့နော်။အဲ့တော့ကျိုးကစားမယ်ပေါ့။ခရောင်း၈၉၉တသမ၃ရာရှိဖို့ဈာမတော့၃၁၂နဲ့စားတဲ့ခါမှာ၃၁၂နဲ့လီနော်၆၁၄အဲ့ဒီမှာပိုတာကဘယ်လောက်လဲဆိုရင်အဲ1685ပို့ရတဲ့ဒသမတူပြီးဆမောက်ပညာဆွဲချမယ်။အဲဒီ3105လီယာ1500 9510 နှုတ်လိုက်တဲ့အခါမှာတင်းနိ1240ရတယ်ပေါ့နော်။ဟောကဝါနေရောရှိဖို့ဆဲကြမယ်။ကျွန်တော်တရားနှစ်ကိုဆမတော့၄ဒီဝင်လိုက်တဲ့အခါမှာ1240ရှိ9400ရှိရပါတယ်။ဒါပေမဲ့ပြတ်သွားတယ်ပေါ့နော်စားလို့။အဖြေကဘယ်လောက်ရလဲဆိုရင်တလက်မမှာ2.5စင်တီမီတာရှိပါတယ်လို့နော်။ဒီနေ့ကတော့လေ့ကျင့်ငယ်နော်တန်တမခွန်ကနံပါတ်90ရဲ့ပြီးပါပြီ။ဆင်းရဲလေးချင်းနေနဲ့ပြီးပါပြီခွန်။ဇောတိကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။